အားလုံးပဲမြင်ပါပါကျွန်တော်ကတော့ဘင်းစရာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုနကတော့ကျွန်တော်မိတ်ဆွေစနေသားသမီးအားလုံးအတွက်905လ2025ကနေ7ရက်9လ2025အတွင်းမှာဂျုံလိုရမယ်တပတ်စာကံကြမ္မာဟောဘင်းကိုကဏ္ဍတစ်ခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေစနေသားသမီးတွေပေါ့လေအဲဒီဘက်ကလာမှာဘလို့ကံတရားလေးတွေဂျုံထွေးရတတ်လဲဆိုလို့ချင်းဘယ်နေမျက်နှာပဲကြည့်ပြီးဟောကြားပါတော့ဗျာနော် အလုံးနဲ့ပတ်သက်ပြီးစဟောကျွန်တော်ကစနေသားသမီးကျွန်တော်မိတ်ဆွေတွေဒီကလာမှာအလုံးမရှိသေးတဲ့သူဆိုရင်ကြိုးစားပြီးတော့ရှာပေးပါအလုံးရထတဲ့ဂိမ်းလေးရှိတယ်ဗျာနော်အလုံးရှိတဲ့သူတွေဆိုတော့ဒီကလာမှာယာရုတိုအပြောင်းရွှေ့တွေဖြစ်တတ်တယ်နော်အလုံးကိုင်မှာသူကယာရုတိုတတ်တဲ့အနေထားရှိတယ်ယာရုတိုအပြောင်းလည်းဖြစ်တယ်ပေါ့ဖြစ်တဲ့အခါမှာလက်ရှိနေရာနဲ့နောက်တနေရာကိုပြောင်းရွှေ့ရတတ်တဲ့ဒီဌာနနဲ့နောက်ဌာနကိုပြောင်းရွှေ့ရတတ်တဲ့သဘာဝရှိတယ်သို့တော့ကောင်းသောပြောင်းခြင်းဖြစ်တဲ့အတွက်တော့အဆင်ပြေတယ်ပေါ့လေအဲ့တော့အလုံးမရှိသေးရင်အလုံးရမယ်အလုံးရှိတဲ့သူတွေယာရုတိုမဲ့တဆင့်ကောင်းတယ်ဒါလေးကတော်တော်လေးအားကောင်းပါတယ်ဗျာနော် ီးတော့ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုလို့ရှိရင်လည်းဒီကာလမှာအိမ်ဆောက်ပစ္စည်းနဲ့ပတ်သက်ပြီးရောင်းဝယ်ဖောက်ကားတာတန်တို့တွတ်တို့တစ်တို့ဟိုတယ်တက်ခုကအဲ့လုပ်ငန်းတွေနော်ရောင်းဝယ်ဖောက်ကားတာပြီးတော့ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်တာအမှန်တမ်းအကျိုးပေးတယ်ဗောလေတော်တော်လေးအားကောင်းပါတယ်ဗျာနော်အဲ့လုပ်ငန်းတွေကိုလုပ်ဖြစ်အောင်လုပ်ပါယင်းနီမွန်တော်ပြီးလုပ်မယ်ဆိုရင်တက်လျော်တယ်လို့အကြံလေးပေးခြင်းတယ်ဗျာနော်ပြီးတော့ဒီကာလမှာတခုရှိတာကဘာလဲဆိုတော့အနုပညာရှင်ဆိုကြပါစို့စနေသားသမီးအနုပညာရှင်တွေဆိုရင်ဒီကာလမှာဝေဖန်တိုက်ခိုက်မှုတွေကြားလဲကအောင်မြင်တဲ့အနေအထားဖြစ်တယ်လို့ခေါ်တယ် သူ့ရဲ့အောင်မြင်မှုကအေးချမ်းချမ်းအောင်မြင်တာမျိုးမဟုတ်ဘူးပြည်သက်တွေရဲ့အဲမျိုးစုံပေါ့လေပြောဆိုရင်းနဲ့မှရေပန်းစားပြီးတော့အောင်မြင်တယ်ဆိုတော့ဂိမ်းမျိုးဖြစ်တယ်တဲ့အဲ့လိုပဲနိုင်ငံရေးသမားတို့ဒီရာထူးချုပ်ချင်ကြီးတဲ့သူတွေဆိုရင်ဒီကာလမှာတိုင်စာတွေပြစ်စာတွေကြံဝန်းတဲ့ဂိမ်းတွေရှိတယ်ဆိုရပါတော့ဗျာရုပ်ောက်ပဲဝင်နေဆိုကြပါတော့အနိုင်ရတဲ့ဂိမ်းတွေမှာတော့ပါတယ်သို့တော့ပြည်ပြည်လည်းလည်းအေးချမ်းမဟုတ်ပဲနဲ့ဝေဖန်တိုက်ခိုက်မှုတွေကြားတဲ့ကနေရရှိတဲ့အနိုင်ရရှိမှုဖြစ်တာများတဲ့တဲ့သဘာဝရှိတယ်ဒါတယောက်နဲ့တယောက်တော့မတူကြဘူးဗောနိသို့တော့တေချာတာတစ်ခုဒီ စနေသားသမီးတွေကအတိုက်ခိုက်အရန်များတဲ့ကာလဆိုတာကတော့အေကံမုတ်ချဟုတ်ပါတယ်ဗျာနော်အလုပ်ထဲမှာလည်းကိုကအရန်ကောင်းအောင်စူးစမ်းပြီးတဲ့အလုပ်ဆိုလည်းအရန်ပင်မနဲ့အပင်မခံနဲ့လူများတွေတို့ကအနစ်နာခံတယ်အဲ့တော့အလုပ်အနစ်နာခံလို့ခုနကထိုက်တန်တဲ့အရာတစ်ခုရောက်ရင်တော့မှလူများတွေရဲ့မနာလိုတိုက်ခိုက်မှုတွေဝေဖန်မှုတွေနော်ဒါမျိုးတွေအေကံမုတ်ချခံတတ်တယ်ဗျာကိုကချစ်လို့ပြုံးပြရင်တော့မှအမုန်းခံတဲ့ကာလလို့ခေါ်တယ်နော်အဲ့တော့တခါတလေမှမခံနိုင်တော့လို့ထပြီးပောက်ကွယ်ရင်ကိုကဗီလိန်ဖြစ်ပြီးတော့ ဇက်သိမ်းရတယ်အဲ့တော့စိတ်ကိုအတက်နိုင်ဆုံးထိန်းချုပ်ပေးဖို့အကြံပေးခြင်း ਨੇ တခုရှိတာကခုနကအလုတ်ကန်နဲ့ပတ်သက်ပြီးအမှန်တန်ကောင်းတာမှန်တော်လဲပဲလက်ရှိအလုတ်ကန်တွေထွက်ပြီးနောက်အလုတ်တခုကိုကူးပြောင်းတာကတော့မသင့်တော်ဘူးကျွန်တော်ကတော့မကူးပြောင်းစေချင်ဘူးပေါ့လေပြောင်းခဲ့ရင်အညာတခုရင်ဆိုင်ရတတ်တယ်လက်ရှိအနေထားတဲ့ရုပ်ရောင်ဝါမှာဖြစ်သွားတတ်တဲ့အတွက်အထူးသတိထားပေးပါလို့ထပ်တယ်လဲလဲအကြံပေးခြင်း ਨੇ ဗျာနော်ပြီးတော့ဒီကလာမှာ စနေသားသမီးတွေပေါ့လေကျမ်းမာရင်လည်းပတ်သက်လို့ရှိရင်စိတ်ပူရတတ်တဲ့အနေထားလေးရှိတယ် သတိထားပြီးပါစိတ်ပူရဲဆိုတဲ့အခါမှာနှမျိုးရှိလို့အတတ်အနေနဲ့အဖြစ်စိတ်ပူပါတယ်အဲ့တော့ဘာဖြစ်တယ်လဲမင်းရင်အမှုကင်းအချုံနောင်ခုနကရုံရုံခေါက်ပြဿနာဖြစ်တာတို့အချုံနောင်ခံရတာတို့အဖန်စီခံရတာမျိုးဒါမျိုးလေးတွေဖြစ်တတ်တယ်အခုကလူငယ်လေးတွေဆိုရင်စိတ်မူရန်ကိစ္စတွေပါတယ်ညှိစုံတာပါတာဒါမျိုးလေးတွေဖြစ်တတ်တယ်ဒါကြောင့်အဲ့လိုမျိုးလည်းမပါပါဘူးသို့တော့တောင်းရင်လာရင်လည်းပေါ့လေမတော်တဆပေါက်ကွဲတဲ့အရာတွေနဲ့စုံစည်းရတာမျိုးတွေတွေပါလေးတွေဖြစ်တတ်တော့ဂယုဆိုင်ပြီးဒါအပြင်းလာတဲ့ အဲအက်ဆီဒန့်ပုံစံမျိုးပေါ့လေတချို့ကတော့ဆိုင်ကတော့ကတော့အက်ဆီဒန့်လေးတွေဖြစ်တယ်လို့အဲရိုးတရန်ခန္ဓာကိုယ်မှာဖြစ်ခဲ့မယ်ဆိုရင်သူကကြောက်ကြတို့စီအဆုပ်အဆိုင်တို့ဒါမျိုးလေးတွေဖြစ်တာများတော့သတိထားပေးနော်ကျွန်တော်အတွင်းမှာဖြစ်တာတဲ့ဆိုင်အပြင်မှာတခုခုထိမိခံမိပြီးဒုထက်တံမျိုးဖြစ်မှာကိုစိတ်ပူလို့ဂယုဆိုင်ပါလို့ထက်တယ်လဲလဲအကြံပေးနေတယ်ပြီးတော့ဆန်လေးသားသမီးတွေဒီကာလမှာအဲမနက်မိုးလင်းအရာထမျက်လုံးလေးနှလုံးပွင့်လာတယ်သူကစိတ်လေးတွေလေးနေတာမွန်းချက်နေသလိုဖြစ်တာအသက်ရှင်မောရသလိုဖြစ်တတ်တယ်ဗျ တခုခုကိုလေအသွားညင်လာချင်းပောက်ွက်ချင်းနဲ့ဘာလို့လှုပ်လှုပ်အောင်လဲမသိဘူးနည်းနည်းလမ်းလေးဘာလို့ပြောင်းနေတဲ့အနေထားမျိုးတွေဖြစ်တော့သတိထားပေးပါစိတ်ကိုညင်ညင်လေးထားပေးဘာသာရေးလေးပြုလုပ်ပေးမယ်ဒါမှမကြပါဘူးခိတာခဏပါပဲဆိုတော့အဲတချို့အားလေးဒီမှာဘာမှပြဿနာကြီးကြီးမားမားမရှိရင်တော့မှကိုယ့်ကိုအားမလို့အားမရဖြစ်တာစိတ်တွေခေါင်းဆောင်ကြဖြစ်တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့တချို့အယူသက်တဲ့သူတွေဆိုရင်ငါ့အမျိုးလူများတွေများစုံပြောကနေပြုစားသားသလားဆိုပြီးတော့တွေးလဲထင်တဲ့အထိဖြစ်တတ်တယ်ဘယ်သူမှမလုပ်ပါဘူးအချိန်ကုန်ပါတယ်ဗျာနော်ဒီလိုကန့်ခန့်ကြောင့်လူမျိုးမျိုးရဲ့ဘာသာမျိုးဖြစ်ကိုဖြစ်မှာဆိုတော့ဒါကတော့ကိစ္စမရှိပါဘူး ဘာသာရေးတာ PPC လို့လုပ်တဲ့အခါမှာလည်းခုနညာရှေ့ညာဖျားရှုပ်ကြတာဆိုင်တမထဥပဒနာအာထုတ်တာကပို့ပြီးတော့ထိရောက်တယ်အကျိုးပေးတယ်ဆိုတာလေးမှာကျင်ပါတယ်ဗျာနော်အဲပြီးတော့ဒီကနေ့မှာပညာရေးနဲ့ပတ်သက်ရင်တော့စနေသားသမီးတွေမဆိုးပါဘူးဗျာနော်ဖြစ်နိုင်လို့ရှိရင်ပညာလေးများများလေးသင်စေခြင်းနဲ့စာဝန်နဲ့ပတ်သက်လို့ရှိရင်တော့သူကပညာလေးပါပြီးဖြစ်လို့ရှိရင်အောင်လားမင်းအောင်တော့အောင်တယ်ကတိကတ္တအောင်တယ်ကြီးကြီးမားမားဂုံတို့အခွေတဲ့သားတွေအောင်လားမျိုးမဟုတ်ဘူးဖြစ်တဲ့တဘာဝရှိတော့ဂရုစိုက်ပြီးပါလို့အကြံပေးခြင်းနဲ့နော်ပြီးတော့ဒီကနေ့မှာစနေသားသမီးတွေ ။အိုးတဲ့အိမ်တဲ့ရတတ်တဲ့ဂိမ်းရှိတယ်။အိမ်တွေပါတယ်ဆောက်ရတတ်တဲ့ဂိမ်းရှိတယ်။တော်တော်လေးအားကောင်းတယ်ဗျ။အိမ်နဲ့ပတ်သက်ပြီးလှုပ်ရှင်တာလှုပ်ပါ။အောင်မြင်တယ်လှုပ်လို့အဆင်ပြေတဲ့ဂိမ်းတွေမှာသွားပါရနော်။ငွေချင်းနဲ့ပတ်သက်ရင်တော့စနေသားသမီးတွေအခုလက်သာအလကုန်ကြီးကဘယ်တော့မှမကြသေးဘူး။ဒါပေမဲ့လက်သာထုတ်ပြီးသွားပြီးလက်ထဲပတ်စံရှိလားမင်းပတ်စံမရှိတော့ဘူးဆိုတာမျိုးဖြစ်တဲ့။ဆိုတော့ရတဲ့ပတ်စံနဲ့ထွက်တဲ့ပတ်စံကကိုကအသုံးချက်တာမဟုတ်ဘဲနဲ့မလောက်ဘူးဆိုရင်ပိုပြီးမှန်တယ်ဗျနော်။ဆိုတော့တော်တော်လေးတော့ခရုဆိုင်ပြီးပေါ့လေချင့်ချင်ပြီးသုံးဆွဲပြီးငွေချေးတွေပါလေလုံးဝလက်မလွန်စေနဲ့တခုခုဆိုရင် ဒီဒီမှာယင်းဒီမျိုးနော်မီစိုက်ထုတ်လိုက်တာမျိုးတွေဒီကာလမှာမသိတော့ဘူးဂီရောစိုက်ပြီးပါလို့အကြံပေးခြင်းတယ်ကနော်အချစ်အိမ်တော်ရဲ့ပတ်သက်ရင်တော့စတေသားသမီးတွေဒီကာလမှာချစ်သူမရှိရင်ချစ်သူရတတ်တဲ့ဂိမ်းရှိတယ်ချစ်သူရှိတဲ့သူတွေကတော့အိမ်တော်ကြတယ်ပေါ့လေအဲ့တော့ချစ်သူရတာကောင်းပါတယ်အိမ်တော်ကြတာလည်းကောင်းပါတယ်ဒါမှတခုရှိတာကဘာဖြစ်တယ်လဲမေးရင်ချစ်သူပဲရရအိမ်တော်မဲကြကြပြပြလေလေရတာကြတာမျိုးတွေမဟုတ်ပဲねအစင်မပြေမှုတွေပြဿနာတွေကြုံပြီးမှကြတယ်အိမ်တော်တွေဘာတွေကြတဲ့အခါမှာနဖတ်မိသားစုမင်္ဂလာကိစ္စစကားပြောတဲ့အခါမှာ ညှိနှိုင်းလို့မရပဲပြဿနာအနောက်ချက်လေးတွေကြုံပြီးတော့မှအသေးအံလောက်ရတဲ့အနေအထားတွေမျောလို့မထပြီးရတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်။ပြီးတော့ချစ်သူပဲချစ်သူရှိတဲ့အခါမှာပေါ့လေရတဲ့ချစ်သူကကိုကိုတိုင်းကမလွတ်မလပ်ဖြစ်ပြီးတော့နောက်တစ်ယောက်နဲ့ထပ်ပြီးပတ်သက်မိတာမျိုးတွေဒါမှမဟုတ်ကိုကလွတ်လွတ်လပ်လပ်လူပဲဒါပေမဲ့ကိုပတ်သက်မိတတ်တဲ့သူကအခုလုံးယုံပြီးတော့ပုံပေးလိုက်ပြီးတော့မှသူ့မှာနောက်ဆက်ရပြဿနာတွေပါလာတယ်ဆိုတဲ့ဟာမျိုးကြီးသွားသိတဲ့အခါမှာရှစ်တော်ခန်းနောက်ဆော်ခန်းနဲ့လမ်းတွေပြောင်းနေတတ်တယ်ဗျာနော်အဲ့တော့အခြေအနေအရင်းတွေဖြစ်နိုင်တော့ကျွန်တော်ကတော့ခေါင်းထဲမထည့်စေချင်ဘူး ီကာလလေးကျတော့မကြပါဘူးအလုံးစုံနှစ်ပတ်လောက်ပါပဲအဲ့ဒါလေးကျော်ပြီးနောက်မှကန်တာတာတိုင်းမြင့်တက်လာတော့မှဆိုတော့ဒီကာလမှာဖြစ်နိုင်အခြေအနေတော်ကြီးကိုဂယူမဆိုင်စေချင်ဘူးမို့လို့အထူးသဖြင့်အင်္ဂါကြာတာပြေဘုရခုအဲ့ဒီသာသမီတွေကကိုယ်ကောင်းကောင်းဒုက္ခပေးတတ်တယ်ဗျကျန်တဲ့နေ့လေးတွေဆိုတော်သေးတယ်အဲ့ဒီလေးတွေဆိုမကောင်းသတိထားပြီနော်အာဒီကာလမှာတခုခုဆိုလို့ရှိရင်တောက်ကြသာသမီတနင်္ဂနွေသာသမီအကျိုးပြီးတော့သူတို့နဲ့ပူးတွဲတိုင်ပင်ပြီးလောက်ပါနောက်ဆုံးချစ်သူအိမ်တော်ကအဲ့ဒီသာသမီသာသမီလေးတွေဖြစ်ရင်ပို့ပြီးတော့အားကောင်းသေးတယ်ဗျ ပြဿနာဖြစ်ခဲ့ရင်တော့မကွဲမပြတ်တော့ဘူးပေါ့ကျန်တဲ့နေ့တွေဖြစ်ရင်တော့အနောက်ရှက်တွေတော်တော်လေးပြင်းထန်တယ်ခရကလေးငုတ်တုံထိုင်နေတဲ့ဘုံမှာအဆုတ်ဆွဲခံရတဲ့ဂိမ်းတွေရှိတယ်နာမည်ကုန်သိကကြောက်အောင်ဆုတ်ဆွဲတာမျိုးတွေဖြစ်တတ်တယ်တတိထားပေးပါနာမည်ကုန်သိကအရင်ထိတာမျိုးတွေဖြစ်တတ်တယ်ကိုလည်းဘာမှမလုပ်ဘဲနဲ့နော်အဲ့တော့ဒီကံလေးတွေကမကြောက်ဘူးခဏပဲဆိုတော့ဘာမှတော့စိတ်မပူပါနဲ့နော်ကောင်းတဲ့အရာလေးတွေလည်းအများကြီးရှိတာပဲကောင်းတဲ့ဟာလေးတွေဖြစ်တည်လာခဲ့ရင်တော့မှသူကအဲ့ဆက်နေသားသမီးတွေကဒီတစ်ပတ်ကာလမှာအတိုက်ခိုက်နေပြီးများပြီးတော့မှကြုံပြီးတော့မှရတဲ့အောင်မြင်မှုတစ်ခုဖြစ်တဲ့အတွက် စစ်တကူချင်းချင်းခံနေထားပါလို့အကြံပေးပြသည်နော်ဖြစ်နိုင်လို့ရှင်တော့အဲကိုယ့်ရဲ့အိမ်ကိုအဲတောက်ကြသားသမီးတွေကိုညအရင်နေတရားတော့လာပြီးအိတ်လိုက်လို့ရှင်တော့တော်တော်လေးအဆင်ပြေပါတယ်ဘလောက်ပဲအညာခိုက်ကြုံကြုံအဆင်ပြေသွားတယ်ဘာမှစိတ်မပူပါနဲ့နော်မေလ6ရက်9ရက်9ရက်အဲ့ရက်တွေကတော့အတိုက်ခိုက်တွေဂျားတွေကနေအလိုရှိတဲ့ကိစ္စတွေကိုအကောင့်ထဲပို့နိုင်တယ်ကိုယ့်ရဲ့မိသားစုဖြစ်စီကိုယ်ကိုယ်တိုင်ဖြစ်စီပေါ့ခြံတို့မြေတို့ကားတို့နဲ့ဆက်နွယ်ပြီးတော့ဖြစ်လာတဲ့ပြဿနာလေးတွေရှိခဲ့ရင်လောကိုကအောင်မြင်စွာအဆင်ပြေနိုင်တယ် ခုနကအမှုကိနေပါလေဖြစ်တယ်ဆိုရင်ကိုဘကအနိုင်ရတယ်ဆိုတဲ့ဂိမ်းအချုံအောင်တွေကပြန်ပြီးလွတ်မြောက်တယ်ဆိုတဲ့အနေထားမျိုးတွေကြုံရတတ်တယ်ဆိုတော့လေအထူးသဖြင့်တောက်ကြသားသမီးတွေကိုအကြောင်းပြုပြီးတော့ကောင်းကျိုးချမ်းသာလေးတွေရရှိတတ်တယ်ကိုထက်ကြီးကတဲ့အကူကြီးအကြီးကတဲ့အခီးအကြီးကတဲ့ရမိဘဆရာသမားတွေအထက်လူကြီးတွေရဲ့အကူကြီးဆောက်ရှောက်မှားသားမှုတွေကြောင့်တဆင့်မြင့်တဲ့အနေထားဤကံမှုချရရှိပါလိမ့်မယ်9ရက်10ရက်10ရက်17ရက်အဲ့ကျမှတော့အညံ့လေးတွေရှိတော့သတိထားငွေကြေးနဲ့ပတ်သက်ပြီးလို့ရှိရင်အလိန်ခံအနာမျိုးတွေတွေငွေကြေးဆုံးထုံးတာပြန်တောင်းလို့မရတာမျိုးတွေတွေရှိတတ်တယ်သတိထားမယ် ပြီးတော့အခြေလက်တွေမှာမော်တော်တစ်စက်ထိမိခိုက်မိတာမျိုးတွေဖြစ်တာကားဆိုင်ကယ်အက်ဆီဒန့်တွေဖြစ်တာမကြာခဏပြက်တာတိုက်တာပုတ်သွားတာမျိုးတွေဖြစ်တဲ့သတိထားပေးနော်အဓိကကျွန်တော်ကျွန်တော်လည်းဘာမှစိတ်မပူနာမည်ဂုဏ်သိက္ခာလေးတခုသတိထားပေးပါဗျာနော်အဲ့တော့ကန်ရီးယားရဲ့ထောက်မမှုတွေဒီအပြေဝါရအောင် အပြာရောင်အဆက်ရောင်အဝါရောင်မိခိုးရောင်နှက်ပြရောင်တို့ကိုအဓိကအဝတ်စင်သုံးဆွဲပေးပါဒါအပြင်အုံညုံအုံပန်းအောင်တပြေပန်းတက်ခွာမန်းဒဇင်ပန်းတို့ကိုအဲမိမိတို့ယုံကြည်ကိုယ်ဝယ်တဲ့ဖျားမှာဖျားပန်းကတ်တာပဲဖြစ်ဖြစ် နေအဲ့ကနေမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့တုံဆွဲပြီပါအဲ့တော့ကောင်းတဲ့ကံလေးတွေအများကြီးရှိသလိုအနှံ့ငယ်တော့အညံ့ခိုက်ရှိတာပေါ့လေရှိတော့အညံ့လေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်ရရလေးခြေရမှာပေါ့အဲ့တော့ရရနေနဲ့ဘယ်လိုခြေရမလဲဆိုရင်ရမ်းတာကတော့တဘာဝကိုပေါ့လေထီးလေးတက်လောက်လူပြအောင်လူလိုက်ပါကြောင်ရတဲ့အညံ့လေးกินပြီးကောင်းတဲ့လေးတွေပိုပြီးကောင်းပါမယ်ဒါအပြင်နောက်တစ်ခုထပ်လုပ်စေချင်တာကအဲဆုံးကံကြွလာတဲ့ဒီတိလရှင်ဆရာလေးတွေကိုပေါ့လေစံလေးတွေလူပြအောင်လူပေးလိုက်ပါဗျာနော် ဲ့နှစ်ခုလောက်လိုက်ခြင်းအဖြစ်ကျောင်းနဲ့အညံ့လေးတွေกินပြီးတော့ကောင်းတဲ့ကံတွေကအေကံမုတ်ချပို့ပြီးကောင်းသွားပါလိမ့်မယ်စန္ဒီသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါရစေ